ကျင့်ကြံအားထောက်နိုင်မှကျွန်တော်တို့ကနိဗ္ဗာန်ကိုရောက်ရှိမှာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ကဒီအားထောက်နိုင်တယ်လား။အားလုံးမင်္ဂလာပါ။ကျွန်တော်ဒီနေ့မှာတသက်ခန့်ချက်အနည်းငယ်နဲ့ကျွန်တော်ပြောပြချင်ပါတယ်။ကျွန်တော်နာမည်ကတော့မောင်ဝင်းဖြစ်ပါတယ်။ကျွန်တော်ဒီ2017မှာခရစ်တော်ကိုယုံကြည်ပြီးတော့လက်ချင်းခံခဲ့ပါတယ်။ကျွန်တော်ရှိဦးစွာအကြံချက်တစ်ပိုက်ကိုကျွန်တော်ဖတ်ပြချင်ပါတယ်။ဖိလိပ္ပိလေ အငယ်73မှာတွေ့ရတယ်။ငါကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အဖြစ်ခတ်သိမ်းတော်အမှုတို့ကိုသက်စွမ်းနိုင်၏ဆိုတာကိုဖော်ပြထားတယ်။ကျွန်တော်အရင်ကဆိုရင်တော့ကျွန်တော်ကဗုဒ္ဓဘာသာဝင်တူဖြစ်ပါတယ်။ကျွန်တော်တို့မိသားစုကျွန်တော်အမေအဖေညီကိုမောင်နှမအားလုံးကလည်းဗုဒ္ဓဘာသာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဗုဒ္ဓဘာသာဖြစ်ပြီးတော့ဘာလို့ယုံကြည်သူခရစ်ယာန်တူဖြစ်သွားတယ်လေဆိုတာနော်စိတ်ဝင်စားစရာတစ်ခုဖြစ်ပါတယ်။ ဆိုဖုံးထပ်ပါတာမှာရှိတယ်ကုသိုလ်တပေငရေတပိတ္တာဆိုတာရှိတယ်ကျွန်တော်ကုသိုလ်တွေအများကြီးလုံးပြင်မိနော်ငရေနိုင်နိုင်ရှင်ကြည့်မယ်ဆိုရင်တော့ကုသိုလ်ကနည်းနည်းလေးပဲရှိတယ်ဆိုတာတဖို့ကိုပြောပြချင်တာဖြစ်ပါတယ်ကျွန်တော်ကျွန်တော်ကုသိုလ်တွေအများကြီးလောက်ပါတယ်ကောင်းမှုကုသိုလ်တွေကျွန်တော်အများကြီးလောက်ပါတယ်ဆိုတဲ့လူတော်မှာငရေနိုင်ကျွန်တော်တို့နိုင်ရှင်ကြည့်လိုက်မယ်ဆိုရင်တော့ကုသိုလ်ကနည်းနည်းလေးပဲရှိမယ်ဖြစ်တယ် ဒါကြောင့်ကျွန်တော်တို့ဒီငရေကနေလွတ်မြောက်နိုင်ဖို့ရန်အတွက်တော့ခက်ခဲတယ်ကျွန်တော်တို့ဒီငရေကနေလွတ်မြောက်နိုင်ဖို့ရန်အတွက်တော့ဘာလိုအပ်လဲကျွန်တော်တို့ကိုကေတင်တဲ့လူလိုအပ်တယ်ဆိုတာကိုကျွန်တော်တို့ဒီနေ့တီးဖို့ရန်လိုအပ်တယ်ဗုဒ္ဓဘာသာမှာဘာပြောလဲဆိုတော့ဒီကေတင်ချင်းဆိုတာကဒီတန်တရာကနေလွတ်မြောက်ပြီးတော့နိဗ္ဗာန်ကိုရောက်ရှိခြင်းကဒါကေတင်ချင်းဖြစ်တယ်နော် ဒီနိဗ္ဗာန်ကိုရောက်ရှိဖို့ရအတွက်ကကျွန်တော်တို့ဘာလုပ်ရမလဲကျွန်တော်တို့ဘာလဲအားထုတ်ရမယ်ကျင့်ကြံအားအားထုတ်ရမယ်ဖြစ်တယ်ကျင့်ကြံအားထောက်နိုင်မှကျွန်တော်တို့ကနိဗ္ဗာန်ကိုရောက်ရှိမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဒီအားထောက်နိုင်တယ်လားကျွန်တော်တို့ဒီကုသိုလ်တွေအများကြီးကျွန်တော်တို့လောက်နိုင်တယ်လားအများကြီးလောက်ရတယ်မှာငရေနံရှင်ကျင့်မယ်ဆိုရင်တော့နည်းနည်းလေးမရှိမဖြစ်ပါတယ်တကယ်ရွှေဘာပြောလိုက်ရဆိုတာငါးကားတဲ့လမ်းဖြည့်ဖြစ်တယ်တမာတရားလည်းဖြစ်တယ် အသက်လည်းဖြစ်တယ်ဆိုပြီးတော့ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး14အငယ်6မှာဖော်ပြထားတယ်။ဒီမှာပါတွေ့ရလဲဆိုတော့ तू ကလမ်းခရစ်ဖြစ်တယ်အသက်လည်းဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ခရစ်တော်ကိုလက်ခံပြီးဆိုတဲ့အချိန်အားနဲ့စပြီးကျွန်တော်တို့အသက်ကိုရနိုင်ပြီဆိုတဲ့တွေ့ရတယ်။ तू ကယေရှုကရှင်းရှင်းလင်းလင်းပဲကျွန်တော်ဘာပြောဆိုဆိုတော့ယေရှုခရစ်တော်ကကျွန်တော်တို့အပြစ်အားလုံးကို तू ကလာဝကားတိုင်းမှာအသေးခံပြီးပြီ။ तू ကပေးစားပြီးပြီဖြစ်တယ်။ ပြီးတော့သေချင်းကနေသူကထားမြောက်ပြီဖရားဖြစ်တယ်ဆိုတော့ဒီအရာကိုကျွန်တော်တို့ကလက်ခံမယ်ဆိုရင်တော့ကျွန်တော်တို့ကကေတင်ချင်းကရရှိမယ်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာရှိတဲ့လူတွေကျွန်တော်ဒီအချက်နဲ့ချက်လေးကိုကျွန်တော်တို့နိုင်ရှင်ကြည်လို့ရတယ်เนาะကျွန်တော်ခရစ်တော်ကကျွန်တော်တို့ကိုအသက်ထာဝရပေးနိုင်တယ်အသက်လေးဖြစ်တဲ့လန်ခီလေးဖြစ်တဲ့ဆိုပြီးတော့ကျွန်တော်တို့ကအာမခံပေးထားပါတယ် ကျွန်တော်ဒီငရေကနေလွတ်မြောက်နိုင်ဖို့ကကျွန်တော်တို့ဗာလေကျွန်တော်တို့စူးစမ်းအားထုတ်လို့ကျွန်တော်တို့ရတယ်မဟုတ်ဘူးကျွန်တော်တို့ယုံကံပြီးတော့ကျွန်တော်တို့ကောင်းလို့ရတယ်မဟုတ်ဘူးခရစ်တော်ဖခင်ကကျွန်တော်တို့ကိုတနာလို့ကယ်တင်ခြင်းရရှိတယ်ဖြစ်ပါတယ်ဒီနေ့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေကိုကိုစင်ချင်းကြေးကြပါမကနလန်းကိုရွေးချယ်ဖို့ရန်ကျွန်တော်အနေနဲ့ကြောက်ကြချင်တယ်ဒီနေ့ကျွန်တော်အနေနဲ့ဗုဒ္ဓဘာသာကနေခရစ်ယာန်ဖြစ်ခြင်း အကြောင်းကိုဒီလောက်နဲ့ပဲတက်တက်ခံရင်နဲ့ငကုံးချောက်လိုက်ပါရယ်အားလုံးပေါ်ဖျားတခင်ကောင်းကြီးချပေးပါစေအာမင်